မြတ်စွာဘုရားမဖြေတဲ့မိဂွန်10မျိုးရှိမဖြေတဲ့မိဂွန်ဆိုတာဖြေလို့မရဖြေလိုက်ရင်တစ်ဖက်ရောက်သွားမှာဖြစ်တယ်။ဘာကြောင့်ဖြေမရတာလဲဆိုမြတ်စွာဘုရားကအတ္တအသက်လိပ်ပြာဝိညာဉ်ကောင်ဆိုတာဇီဝဆိုးဆိုတာလက်ခံထားတာမဟုတ်ဘူး။အဲ့ဒါနဲ့ပတ်သက်လာတဲ့မိဂွန်တွေကိုမဖြေဘူးမြတ်စွာဘုရား။မဖြေဘဲနဲ့ထားတယ် အဲ့လိုမဖြေဘဲနဲ့ထားလို့ရသလားလို့ဖြစ်နိုင်သလားဒီလိုမိကုံးမျိုးရှိနိုင်သလားဆိုရှိတာပေါ့နော်ဥပမာမယ်လူတယောက်မှာအိမ်ဆောင်စုတစ်ခုမှာဆိုပါစို့မိသားစုမှာတာသမီ မထွန်းကားဘူးနော်တာသမီ မထွန်းကားတဲ့မိသားစုမှာသူ့သားကဖယ်ရွယ်ရှိပြီတော့ တာပြီးမှမရှိတာသူ့သားပဲအရွယ်ရှိပြုံးဆိုတဲ့မိကုံးဘယ်လိုလုပ်ဖြစ်ဖြေလို့မရတဲ့ဟာပဲလေဖြေလို့မှမရအဲ့တော့ကားမရှိတဲ့လူကိုသွားပြီးမင်းကားကမိတ်ချင်ဂျပန်လားမိတ်ချင်ဂျာမနီလားလို့သွားမေးရင်ဘယ်လိုလုပ်ဖြစ်ကိုယ်မှမရှိတဲ့ကားအဲ့ဒီကားဘာရောက်နှုံးလို့ပြောရင်လည်းဖြေလို့မရဘူးလေအဲ့ဒီလိုမိကုံးမျိုးရသော်ဗျာကအတ္တ ဆိုတာကိုလက်ခံတာမဟုတ်ဘူးဇီဝဆိုတာလည်းရှိတယ်လို့ပဲပြောအဲ့ဒါနဲ့ gain ပြီးတော့သရဝါကိုရှိတယ်လို့ပဲပြောဒါကြောင့်အဲ့ဒါနဲ့ gain ပြီးတော့မေးလို့ရှိရင်သရဝါဟာဆိုပါစို့လူဟာသိပြီးရင်ဖြစ်သေးသလားလူဟာသိပြီးရင်မဖြစ်တော့ဘူးလားဆိုမေးကောင်ဟာဘယ်လိုမှဖြစ်လို့မရတယ်မေးကောင်လူမှမရှိတာနော်လူလို့ပြောတဲ့အရာ မရှိဘူးပြောတဲ့နာမရှိတယ်တော့ဒီလို ခံယူချက်ချင်းအမြင်ချင်းမတူတဲ့ဒီမေကွန်းဆက်ချက်ကိုမြတ်စွာဘုရားလာမေးတော့မြတ်စွာဘုရားကအပြာကတမေတ္တာဒါငါတို့ရဲတယ်လို့လည်းမပြောဘူးမမြဲဘူးလို့ငါတို့မပြောတဲ့စကားဖြစ်တယ်အပြာကတမဖြေဘူးလို့ဒီမေကွန်းကဖြေလို့ရတဲ့မေကွန်းတို့မဖြေဝဲထားတဲ့မေကွန်းပဲမိစ္ဆာယူဝါဒနဲ့ပတ်သက်တဲ့မေကွန်းအဲ့လို မြတ်စွာဘုရားဖြေလိုက်တဲ့အခါကျတော့ဒါဖြင့်အရှင်ဘုရားဒါကိုမပြောဘူးဆိုရင်အရှင်ဘုရားဘာပြောတာတော့ဘာကိုဟောတော့ဆိုရင်အေးရုပ်တည်နံနေအမှန်တရားတွေကိုသိရှိပြီးတဲ့နောက်မှာသရဝရေဟာအမှန်တရားကိုသိရှိပြီးတဲ့နောက်သရဝရေဟာစင်ကြယ်မှုကိုရပြီးတောကပရိဒီဝါတွေဒုက္ခတော်မနတာတွေကလွန်မြောက်ပြီးနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်လို့ငါဟာ ဒီလိုပဲဟောတယ်သရဝါကိုမဆုံးလို့ဘူးအဲ့ဒီလိုသံဃာဝကလွတ်တယ်ဆိုတာရုပ်တည်နန်းဒီဒီချင်းစဉ်ကိုကျင်းလိုက်လို့ရှိရင်နိဗ္ဗာန်ကိုမြတ်မပြုတယ်လို့ဒီလိုပဲဟောတယ်လို့သစ္စာပြရပြောတယ်ကသူကဟာမေးပြန်တော့ဆိုအဲ့ဒါဆိုလို့ရှိရင်အရှင်ဘုရားဟောတဲ့လမ်းကြောင်းအတိုင်းလိုက်တဲ့လူ လောကသားတွေဟာဒီတဏှာဟောကဘယ်နှယောက်ထွက်သွားပြီလဲနော်ရှင်ရနီလန်တိုင်းလူတွေကိုတဏှာဟောကထွက်အောင် နီလန်ချပေးတယ်ဆိုရင်အဲ့ထဲကတတ္တလောကကြီးတစ်ခုထဲမှာသုံးပုံတစ်ပုံလောက်တဏှာဟောကလွတ်သွားပြီလားသုံးပုံတစ်ဝက်လောက်လွတ်သွားပြီလားဆိုရင်မိကုန်ပြမေးတယ် အဲ့လိုမေးတဲ့အခါကျတော့ရသော်ဘုရားသူ့စကားမပြောတော့ပဲညိနေလိုက်အဲ့ဒီအချိန်လေးမှာ ရှန်နနာကရသော်ဘုရားနာရှိရှိတော့ရှန်နနာကဒီဥဒ္ဓိယဟာသူမေးလိုက်တာကိုရသော်ဘုရားမဖြေနိုင်ဘူးလို့အမှတ်မှသွားလိမ့်မယ်တကယ်ကတော့ရသော်ဘုရားကခုနမေးခွန်းမဲ့သူပြန်မေးနေလို့မဖြေတာနော်တရဝါနဲ့ပတ်သက်တာနဲ့ပြန်မေးလို့မဖြေတာ အဲ့တော့မြတ်စွာဘုရားမှာလောကကြီးတစ်ခုလုံးကိုတရားဟောတဲ့အခါမှာဒီလောကရဲ့သုံးပုံတစ်ပုံကနိဗ္ဗာန်ရသွားပြီဒူဥယေသုံးပုံတစ်ပုံရော့သွားပြီသုံးပုံထဝက်ရော့သွားပြီသရဝါဒီအနေနဲ့နိဗ္ဗာန်ရသွားပြီလို့မြတ်စွာဘုရားဒီလို ဟောရမျိုးမဟုတ်ဘူးတဲ့ငါဥပမာတစ်ခုပြောပြမယ်ဥပမာတစ်ခုပြောပြမယ် နေဆက်မှာတည်ထားတဲ့မြို့လုံကျုံကြီးအတွက်တင်းချက်ထားတဲ့မြို့တစ်မြို့မှာဒတိုင်းကိုလည်းပဲခိုင်ခိုင်ကာထားတယ်ဝင်ပေါက်ထွက်ပေါက်ကိုလည်းတပေါက်သေးပဲထားတယ်ဂျန်တဲ့အပေါက်တွေလုံးနေအောင်ပိတ်ထားတယ်နေဆက်ကရှမ်းသူတွေနဲ့နီးတဲ့နေရာမြို့အဲ့ဒီမှာအသိဉာဏ်ရှိတဲ့တကားမှုကအမြဲတမ်းပဲဝင်နေထွက်တဲ့လူတွေကိုကြည့်တယ် ဝင်နေထွက်တဲ့လူတွေချိတဲ့အခါကျသူဟာတနေ့တနေ့လူဗနေအောင်ထွက်သွားတယ်ဗနေအောင်ဝင်တယ်ဆိုတာသူကြည့်တာမဟုတ်ဘူးသူစဉ်းစားတာမအားလုံးဆိုလို့ရှိရင်လိုက်ပြီးတော့မြို့ကိုစစ်လိုက်တဲ့အခါမှာဗနေရမှ အပေါက်မရှိဘူးဒီတပေါက်ဖြစ်ရှင်အဲ့လိုဒီတပေါက်ထဲရှိတာကို သိတဲ့အခါကျတော့တဲ့သူကဘယ်လိုဆုံးဖြတ်တော့အေး ဒီမျိုးတဲ့ဝင်တဲ့လူတွေအလုံးအတိပေါင်းကောင်းဝင်ဒီမျိုးကထွက်တဲ့လူတွေလည်းဒီတစ်ပေါက်ကပဲထွက်တယ်အဲ့ဒါလို့ဝင်လာလဲဒီတစ်ပေါက်ပဲထွက်တာလဲဒီတစ်ပေါက်ဆိုတာကို သူသိတယ်လို့ပဲတဲ့ရသော်ဘုရားကလည်းပဲတန်မြေဟုတ်ကလွတ်တယ်ဆိုတာဒီလမ်းကြောင်းနဲ့ပဲလွတ်တယ်ဒီလမ်းကြောင်းကလွဲရင်တခြားလမ်းကြောင်းမဟုတ်ဘူးလို့လူတိုင်းလူတိုင်းဟာနိဗ္ဗာန်တရား၅ပါးဖယ်ရှားခြင်းဘုဇင်ခုနှစ်ပါးကိုပွားများအားထုတ်ခြင်း တတိပဒံတရားလေးပေါ်ပေါ်မှာစိတ်ကိုအခြေခံထားခြင်းဖြင့်မဂ္ဂင်ရှင်းပါးကိုပွားများပြီးမှတဏှာဝကလွတ်ကြတာလို့အာလောဟတဏှာဝကလွတ်သမျှတရားဒီလမ်းကြောင်းက သွားတယ်လို့မြတ်စွာဘုရားဒါပဲတည်းဒါကိုပဲနှလုံးသွင်းတယ်တရားတွေဘယ်လောက်ရှိတယ်ညဟုတ်လားတရားတွေရဲ့ဥယေရဲ့တဝက်ဟာထွက်သွားပြီနောက်ထပ်တဝက်လောက်ကျန်သေးတယ်သုံးပုံသုံးပုံတပုံထွက်သွားပြီ နှစ်ပုံတော့ကြမ်းသေးတယ်ဒီလိုဟာမျိုးပုံမှာမြတ်စွာဘုရားလုံးလောက်မပြူဘူးလို့ဒီလိုဝင်ပြီးတော့ရှန္ဒနာပြောလိုက်တယ်မမေးတာမဖြေတာဟာခုနကလည်းတရဝါအเจ้าမေးတယ်အခုလည်းတရဝါအเจ้าပဲထပ်မေးလို့မြတ်စွာဘုရားအနေနဲ့တရဝါဆိုတာကိုလက်ခံတာမဟုတ်သည့်အတွက်ကြောင့်ဒီမေးခွန်းကိုမဖြေတာလို့ဆိုပြီးအုတ်တရတုတ်မှဒီလိုခေါ်ထားတာရှိတယ်နော်ဒီယူဝါဒတွေနဲ့ပတ်သက်လာလို့ရှိရင် အင်တာမလေးနဲ့တဲ့အတွေ့အမြင်တွေပေါ့နော်အဲ့တော့သူ provide အနေနဲ့ဒီလိုနေရင်ကနေမြတ်စွာဘုရားနဲ့တွေ့နောက်ပိုင်းမှာဘုရားသာသနာကိုသူကြီးညိုလာမြတ်စွာဘုရားနဲ့တွေ့တရားတော်နဲ့ပတ်သက်ပြီးတော့ကြီးညိုလာတဲ့အခါမှာ သာသနာပေါင်းဝင်ပြီးတော့သူယဟန်ခံတယ်နော်သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံယဟန်ခံတဲ့အခါမှာ သူဟာရဟန်းရဲ့တိလကိုစင်ကြအောင်မကြိုးစားပဲနဲ့တိလပြည့်စုံအောင်မကြိုးစားပဲနဲ့ဟုတ်ကမ္ဘာတရားကိုပဲထိုင်တယ်ကိုကျင့်တိလကမပြည့်စုံဘူးအဲ့လိုဖြစ်တဲ့အခါကျတော့တိလကိုအရင်တန်ရှင်းစင်ကြအောင်ကျင့်နှက်လောက်အောင်မလုပ်ဘဲနဲ့တရားထိုင်သည့်အတွက်ကြောင့်တရားတို့မရအောင်အားထုတ်တာ ဘာတရားမှမရဘူးဖြစ်တယ်အဲ့တချို့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားစီကတရားယူပြီးတော့သူတို့တရားဥတရားမြတ်ရတယ်ဆိုတာကိုဘုရားကလမ်းလမ်းလျှောက်တာကိုသူကသိရသိတဲ့အခါကျတော့သူဟာတရားထုတ်ရတဲ့နဲ့တရားဥမရတာဘာကြောင့်လို့ဆိုပြီးမြတ်စွာဘုရားစီဩဝါဒခံမယ်ဆိုတဲ့အနေထားနဲ့မြတ်စွာဘုရားကို ယဟန်ဖြစ်တဲ့အချင်းကပ်ပြီးတော့အရှင်ပြားတဲ့တပည့်တော်ကိုအချင်းချုပ်ကလေးတရားတစ်ပုဒ်ခေါ်ပြပါတဲ့ရှင်ပြားခေါ်တဲ့တရားအတိုင်းတပည့်တော်ဟာသက်စွန်ကြိုးပါအထုပ်ပါမယ်ကြိုးစားပါမယ်လို့အဲ့လိုလျှောက်တဲ့ခံဟာမြတ်စွာဘုရားကသူ့အခြေအနေကိုကြည့်ပြီးတော့ ကမ္မထံပေးတဲ့သုတ်တံလေးတစ်ခုရှိ။ဟာဟောတော့ဆိုတတ္တမ